အေမီဆန်ကိုမပြောရဲဘူးလားအေမီဆန်လိုအယူမအောင်နင်တို့ပဲအရာသွင်းတာငါတို့ကတော့လုံးဝအရာမသိဘူးနင်တို့လိုအောက်တန်းစားတွေကြောင့်မသူတို့ကလိုင်းပေါ်တက်နေတာသဘောပေါက်လားနင်တို့လိုအောက်တန်းစားတွေကြောင့်မတထေးတထေးပြစ်နေတာငါတို့လိုလူမျိုးစုလှဲ့တော့မှမကြည့်ဘူးတော့ငါ့ကိုအဲ့ဒီစကားလာမပြောနဲ့နင်တို့ကအယူမတွေကိုလိုက်ကြည့်လိုက်ဆဲလိုက်ပြောလိုက်ရှယ်လိုက်ဘလိန်းနဲ့သူတို့နာမည်တက်တာနင်တို့ယူနေတာသဘောပေါက်လား ယူနေတဲ့ဟာတွေကလူကောင်းကိုလာပြီးတော့မပြောဘူးလားဗာညာနဲ့နင်တို့ပြောလေစောက်ယူမှာတယ်နင်တို့ကြောင့်သူတို့ဘာဖြစ်တာထိတ်ပေါ်တက်ပြီးနင်တို့ထိတ်ပေါ်တက်ပြီးချီးပါနေတာလေနင်တို့တွေလိုက်ပြောလိုက်ဆဲလိုက်ရှယ်လို့လေဒီလိုအယူကိုဘုံမြောင်နေတာလေအဖက်လုံနေတာနင်တို့ငါတို့ကအဲ့လိုအယူကိုအဖက်ကိုမလုပ်ဘူးတိုင်းပြည်ကပြက်နေပါတယ်ဆိုကမှဒီလိုအောက်တန်းစားတွေကိုအဖက်လုံနေတာနင်တို့လိုအောက်တန်းစားတွေပဲဖက်လုံတာလေဘသူကဖက်လုံတာ အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တန်းအပါဝင်တန်းထူးတန်းကောင်းတန်းမှဲ့တွေကြံစက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားလာရှင်စနစ်ကြာရှုံးရမည် ိုက်နဂါမတကောင်လဲလေအမလေးနော်နေလဲလေငါများများမပြောချင်ဘူးနော်ငါလည်းပါဇက်တအားရတယ်ငါပိတ်တယ်ထိမှာဆိုလို့ဒီမှာကြည့်အောင်ဒီနဂါမနဂါမတကောင်ကိုလဲလေဘလို့ဖြစ်သွားပြီလေနဂါမနေတော်တော်တန်းရှင်းရှာတယ်နော်တန်းရှင်းရှာတယ်ဆိုတော့သူ့နေရာနဲ့သူတန်းရှင်းရှာတယ်နဂါမရဲ့နော်နေ့နေ့နဂါပဲပူပူမွေပဲဝင်ပူနေ့နေ့ဘာကောင်ပဲပူပူဘလို့ပဲပူပူနေ့နေ့ဘလို့ပဲတန်းရှင်းရှာရှာဒီနေရာမှာတန်းရှင်းရှာမယ်ချိန်မဟုတ်ဘူး နော်သူများမျက်ရည်ကျနေတာဒီမှာပူဆွေးသွားကြတယ်ရောက်နေတာတခိုင်တနေကန်လုံးအမလေးဟဲ့နေနေကောနေတာတို့တိနေတာဗာနေကနေနေကြိုက်တယ်လို့တန်းရှင်းစာလေဘာစကိတ်စားတဲ့ဒီလိုပုံစံမင်းလည်းတန်းရှင်းစာရတာလေပါဇက်ကိုရားနေတာပဲငါဆဲတက်လိုက်လို့ငါလေအိုးတအားတော့ဒေါသတွေ့တယ်ဒေါ်ဒေါသမတွေ့ရတော့ဘူးလေဒေါသတွေ့တဲ့ငလျင်လောက်တဲ့ကြမ်းကျက်ပဲတဲ့မိဝဲသူ့ဒေါသတွေ့လို့ငလျင်လောက်သွားတယ်ဆိုပဲဆဲတက်လိုက်လို့ ို့မကြည့်သေးဘူးအခုပြစ်စုံပန်တက်တဲ့ကိုပြောတာပေါ့နော်တတဲ့ကိုမကြည့်သေးပဲနဲ့ဒီတိုင်းတင်လိုက်တာဒီနေ့လည်းတကယ်ဒေါသအရန်ထွက်ခဲ့တယ်ထွက်တော့မှဟဲ့ငါဒေါသထွက်တိုင်းငလျင်းရလှုပ်နေပါလားပေါ့နော်ရက်ဆွဲလေးနဲ့ဒီလိုတင်လိုက်တဲ့ချိန်မှာအဲ့လောက်ထိရှဲပြီးတော့အဲ့လောက်ဖြစ်သွားမယ်ဆိုတာအမီရည်ရွယ်ချက်နဲ့ရေးခဲ့တာမဟုတ်ဘူးဆိုတာကနေဦးပြောချင်တယ်ပေါ့နော်ဒါပေမဲ့ဒီငလျင်းနဲ့ပတ်သက်ပြီးတော့အမီက2024 6လပိုင်း14ရက်မှာတက်တော့မှအမီတင်ထားခဲ့တယ် ဆိုတော့အဲ့ဒါကြီးကငလျင်ဘေးလဲတတိုင်းပြည်လို့ရှောင်ရှားနိုင်ပါစီရှင်ဆိုပြီးတော့မှရေဘေးချိန်မှအမိတင်ခဲ့တယ်ပေါ့နော်အဲ့ဒီဟာကြီးကအခုတကယ်ဖြစ်ခဲ့တယ်ဆိုတော့ဘယ်လိုပြောမလဲအမိကတော့ဟိုဒီလောက်အမှန်တမ်းပြောလို့ရှိရင်အမိရင်ထဲကစကားကိုပြောရမယ်ဆိုရင်အခုတင်တဲ့ချိန်မှာအမိကိုပေါ်ပင်လုတ်ပြီးတင်တယ်ဆိုပြီးတော့မြမိုင်တော့ကတွေလည်းအမိကိုဆက်လာတယ်ဒါပေမဲ့စိတ်ထဲကမှန်သောတစ္ဆာကိုဖျားမှဖြေနေတယ်အမိပေါ်ပင်လုတ်တာတစ်စက်မှမရှိဘူး အမီကိုနေ့တိုင်းဆဲတယ်ဆိုတယ်ပြောခံရတာရှိတယ်ဒါပေမဲ့အမီရဲ့ fan တွေကနေလွဲပြီးတော့ပေါ့နော်လူတိုင်းကိုသိချိုးပြီးဝလုံးရှင်နဲ့ပတ်ရမ်းတာလည်းမဟုတ်ဘူးဒါပေမဲ့တချို့ကအမီကြောင်းကိုမသိသေးတဲ့လူတွေကကြတော့ပြောတယ်ဒီဟာယူအမီနောက်တစ်ခုတက်သေးဖြစ်နေအမီထူဆန်းစွာနဲ့ကိုပြပြခဲ့တယ်ပေါ့နော်အမီရဲ့အမီဆန် official တက်တော့မှကြည့်လို့ရပါတယ်2024 6လပိုင်း14ရက်နေ့ကလေးကအဲ့ဒီငလျင်ရှိတယ်ငလျင်ရှောင်ရှားနိုင်ပါစေဆိုတော့အမီကိုတိုင်ကိုမ အာတင်ပေးခဲ့တယ်ပေါ့နော်အဲ့ဒါလေးတော့တသက်ဖြစ်နေတော့ရှိခဲ့ပါတယ်ဟုတ်အေမီဆန်ကိုမပြောရဲဘူးလားအေမီဆန်လိုအယူမအုံနင်တို့ပဲအရာသွင်းတာငါတို့ကတော့လုံးဝအရာမသိဘူးနင်တို့လိုအောက်တန်းစားတွေကြောင့်မသူတို့ကလိုင်းပေါ်တက်နေတာသဘောပေါက်လားနင်တို့လိုအောက်တန်းစားတွေကြောင့်မတထေးတထေးဖြစ်နေတာငါတို့လိုလူမျိုးစုလှဲ့တောင်မှမကြည့်သွားငါ့ကိုအဲ့ဒီစကားလာမပြောနဲ့နင်တို့ကအယူမတွေကိုလိုက်ကြည့်လိုက်ဆဲလိုက်ပြောလိုက်ရှယ်လိုက်ဘလိန်းနဲ့သူတို့နာမည်တက်တာနင်တို့ယူနေတာသဘောပေါက်လား ယူနေတဲ့ဟာတွေကလူကောင်းကိုလာပြီးတော့မပြောဘူးလားဗာညာနဲ့နင်တို့ပြောလေစောက်ယူမှတယ်နင်တို့ကြောင့်သူတို့ဘာဖြစ်တာထိတ်ပေါ်တက်ပြီးနင်တို့ထိတ်ပေါ်တက်ပြီးချီးပါနေတာလေနင်တို့တွေလိုက်ပြောလိုက်ဆဲလိုက်ရှယ်လို့လေဒီလိုအယူကိုဘုံမြောင်နေတာလေအဖက်လုံနေတာနင်တို့ငါတို့ကအဲ့လိုအယူကိုအဖက်ကိုမလုပ်ဘူးတိုင်းပြည်ကပြက်နေပါတယ်ဆိုကမှဒီလိုအောက်တန်းစားတွေကိုအဖက်လုံနေတာနင်တို့လိုအောက်တန်းစားတွေပဲဖက်လုံတာလေဘယ်သူကဖက်လုံတာ ငါတို့ဖက်ကုန်မလို့သူကငါလိုက်အောင်မလမ်းပြောနဲ့ငါရိုင်းရင်ရိုင်းနေပြောငါရိုင်းအောင်တို့လုံနေတာမျိုးလုံးတွေကိုထိုးဖောက်လိုက်မယ်တူးနဲ့အင်းမင်းစင်လားအင်းကြီးစင်လားတော့မသိဘူး तू စိတ်ဆိုးလို့ငရင်လှုပ်သွားတာတို့ तू ဝန်ခံထားတယ်နော်ဟိုကအင်တာဗျူးမှာဟာလား तू စိတ်ဆိုးလို့ရှိရင်ငရင်လှုပ်တာတို့ဘာလို့ဖြစ်တတ်တယ်တဲ့အခု तू ငိုလို့လား तू ပျော်လို့လားမသိဘူးကျွန်တော်တို့ထိုင်းမှာအခုမိုးရွာနေပြီဘယ်လိုလုပ်မလဲဟမ် ကျွန်တော်ပြောချင်တာကကျွန်တော်တို့ပြည်သူပြည်သားတွေစူးပြီးတော့အိမ်မစ်ဖင်ကိုတွားပြီးတော့ဒုံနဲ့တွားထိုးมาရတော့မယ်ဒါမှတွားဒုံနဲ့တွားထိုးရင်လည်းអော်မှာလားမသိဘူးเนาะနားရီဟိုအိမ်မီဆန်ဆွဲကောင်မောင်နည်းနည်းပြောမယ်ပါเนาะနည်းနည်းတော့ဒေါတာပါမယ်နည်းနည်းတောင်းမှန်တာအချိုးပြီးတော့ဖြစ်လို့တော့ဆိုတော့စဉ်းစားကြည့်ကြည့် तू ပြောရယ်เนาะ तू စိတ်ဆိုးလို့ငလင်လောက်တာတဲ့ထားလိုက်တာအပြစ်မပြောတခုမင်းမယ် နင်စိတ်ဆိုးလို့ငလင်လောက်တာဆိုရင်တေရွားလူအယောက်ထောင်ကျော်တွက်ရဲ့နောက်ပြီးတော့လက်ရှိကြံနေတဲ့ထိခိုက်မှုဖြစ်ထားတဲ့လူတွေရဲ့နောက်ပြီးဒီပျက်စီးသွားတဲ့ဆုံးချုံမှုတွေနင်ဘလို့တာဝန်ယူဖြည့်ရှင်းပေးမှာလဲအတခုပဲမြင်မယ်နင်ကြောင်းဖြစ်တယ်ဆိုရင်နင်အလားတူတာဝန်ယူဖြည့်ရှင်းပေးရမယ်နင်စိတ်ဆိုးလို့ဖြစ်တာလေနင်စိတ်မဆိုးရင်ဖြစ်မှာမဟုတ်ဘူးဆိုတော့ နင်စိတ်ဆိုးလို့ဖြစ်တယ်ဆိုရင်နင်တာဝန်ယူဖြေရှင်းပေးရမယ်လားအဲ့တခုမေးမယ်နော်နင်စိတ်ဆိုးလို့ဖြစ်သွားတယ်ဆိုရင်နင်တာဝန်ယူဖြေရှင်းပေးရမယ်တောင်းပစ္စည်းတွေမဖြေဆေးမဖြေရှင်းပေးရင်နင်လူတွေကိုနင်ဘယ်လိုတာဝန်ယူပေးမှာလဲနင်စိတ်ဆိုးလို့ဖြစ်တာဆိုနင်ဒေါသထွက်လို့ငလင်လှုပ်သွားတာပါဆိုနင်အလောက်ဖြေရှင်းပေးရမယ် ဘလို့ဖြည့်ရှင်းပေးမှာလဲဒါပဲမိမယ်ဘလို့ဖြည့်ရှင်းပေးမှာလဲမင်္ဂလာပါအခုပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ဒီနေ့ငလျင်လှုပ်ရတဲ့ဖြစ်စဉ်ပေါ်မှာကျွန်တော်တို့ attention ရှာပြီးတော့ကျွန်တော်တို့ဒီအာငကယူးယူးနေတဲ့ Amazon အကြောင်းပြောပြခြင်းတာပေါ့နော်ဒီနေ့ငလျင်လှုပ်ရတဲ့ပေါ်မှာဒီအာငကယူးယူးပြီးကြိုတိတယ်ဆိုတော့ Amazon ကသူကသူရဲ့ဒီဒေါ်တာကြောင့်ဒါငလျင်လှုပ်ရတဲ့ဆိုပြီးတော့ဒါသူကရေးထားတာရှိတာပေါ့နော်အဲ့ဒီရေးထားတဲ့ post ကို ျွန်တော်သူတင်ပြီးတော့မနစ်ပိုင်းအတွဲမှာပဲဒါလူတွေဝိုင်းဆဲဝိုင်းပြောကြလို့ဒါ post ကိုတော့ဖျက်ပြေးသွားပြီးရှိပါတယ်အဲ့ဒါပြီးတော့သူအခုသူထပ်တင်လာတာကအဲ့သူတောင်းမှန်တယ်ပေါ့သူဒီလိုဟိုတန်းကမတိလိုက်လို့ပေါ့သူကအဲ့လိုမျိုးတင်လာရလို့ပြောရနော်အဲ့တော့ပရိသတ်ကြီးတို့အမြင်ရောဒါဘယ်လိုရှိမလဲနော်အီမီဇန်ကတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ယူရင်လည်းထမင်းလို့ဟင်းလို့မယူပဲနဲ့ဒါပေါ်တော်တော်တွေနဲ့ ကျတော့ဒီနကယူးယူးတို့လိုအာရှေ့ဗလဲဒီရှေ့ဖြစ်တယ်ပဲကြိုသိနေတို့လိုနဲ့အဲ့ဒီကောင်းမအောင်နော်ဒါနဲ့နဲ့ဆုံးမချိန်တန်ပြီလို့သိရတာနော်โอเคအီမီဇန်ဒေါသထွက်လို့ငလျင်လှုပ်တယ်တဲ့အရှင်ဖရာဘယ်လိုမြင်လဲဖြည့်ပြီးတော်မူပါဖရာတဲ့อืมတကမအီမီဇန်တော့ဖွားလိုက်ပြန်ပြီထင်တယ်နော်အီမီဇန်ကိစ္စကဖုန်ကြီးလာပတ်နေတယ်မြင်ငလျင်လှုပ်ချင်းအကြောင်းပေးထားလို့ 3လပိုင်း9ရက်နေ့ကဥစဉ်အဖြေဖို့တင်ထားပါတယ်။နလျင်လှုပ်တာက3လပိုင်း28ရက်နေ့ကလှုပ်တာပါနော်။အဲ့ဒါကိုမသိတဲ့လူတချို့ကဥစဉ်ကပဲနလျင်လှုပ်မှပြောတဲ့ပုံစံမျိုးပြောနေကြပါတယ်။မဟုတ်ပါဘူးဥစဉ်ကကြိုပြီးတင်ထားတာပါ။ကြိုပြီးတင်ထားတဲ့ဆိုလို့ကြိုသိနိုင်လောက်တဲ့စွမ်းအားဥစဉ်မှရှိလို့တင်တာမဟုတ်ပါဘူးနော်။ကြိုသိနိုင်လောက်တဲ့စွမ်းအားလည်းဥစဉ်မှမရှိပါဘူး။တိုက်ဆိုင်သွားတာပါ။အဲ့ဒီငလျင်လှုပ်ခြင်းအကြောင်းဖြစ်ထားတဲ့ပိုထဲမှာ အကောက်တစ်ခုကဘာလာရေးထားတယ်လဲဆိုရင်အဲ့ဒါဆိုအရင်တုန်းကမြင်းကလေးရင်လှုပ်ရင်အိမ်တွေတိုက်တွေလူတွေတည်သွားရင်ဖျားကိုတရားဆွဲလို့ရတာပေါ့တဲ့ခနဲ့ပြီးရေးထားတာပါနော်မြင်းကလေးရင်လှုပ်ခြင်းအကြောင်း၈ပါးကိုထပ်ပြီးပြောပြပါမယ်ဘူမိဇာလတုံးမှာမြင်းကလေးရင်လှုပ်ခြင်း၈ပါးကိုဖျားဟောကြားထားပါတယ်အဲ့ဒီမြင်းကလေးရင်လှုပ်ခြင်း၈ပါးကဘာတွေလဲဆိုရင်၁မြေအောက်ခံရေပြင်ကိုလေပြင်တိုက်ခတ်ခြင်းကြောင့်မြင်းကလေးရင်လှုပ်ခြင်း တဘာဝတရားဖောက်ပြန်ပြီးလှုပ်တာကိုပြောတာပါနှစ်တကူအိတိပတ်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်ယင်းကလေးလှုပ်ခြင်း၃ဖျားအလောင်းပရိတန်တွေယူခြင်းကြောင့်ယင်းကလေးလှုပ်ခြင်း၄ဖျားအလောင်းပွားမြင်တော်မူခြင်းကြောင့်ယင်းကလေးလှုပ်ခြင်း၅ဖျားအဖြစ်သို့ရောက်တော်မူခြင်းကြောင့်ယင်းကလေးလှုပ်ခြင်း6ဓမ္မစကြာတရားဥဟောကြားတော်မူခြင်းကြောင့်ယင်းကလေးလှုပ်ခြင်း9အာယုသင်္ခါရလွတ်တော်မူခြင်းကြောင့်ယင်းကလေးလှုပ်ခြင်း10 ရှစ်ပရိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့်မြင်းကလေးရဲ့လှုပ်ခြင်းတို့ပဲဖြစ်ပါတယ်အဆိုပါမြင်းကလေးရဲ့လှုပ်ခြင်း၈ပါးထဲမှာနံပါတ်၁မြင်းကလေးရဲ့လှုပ်ခြင်းမျိုးကသာတတဝါတွေကိုထိခိုက်စေပါတယ်ကြံတဲ့မြင်းကလေးရဲ့လှုပ်ခြင်းမျိုးကတတဝါတွေကိုမထိခိုက်စေပါဘူးအဲ့ဒါကိုမှတ်ပိုင်ရှင်သိထားဖို့လိုပါတယ်နောက်ပြီးယခုခေတ်မှာမြင်းကလေးရဲ့လှုပ်တယ်ဆိုတာကယခုပေါ်ပြပါမြင်းကလေးရဲ့လှုပ်ကြောင်း၈ပါးထဲကနံပါတ်၁အချက်ကြောင့်သာလှုပ်တာဖြစ်ပါတယ်အီမီဇန်ဒေါသထွက်လို့လှုပ်တာမဟုတ်ပါဘူးเนาะ